မင်္ဂလာပါကလေးတို့ရေဒီချက်ကတော့ grade 7သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။အခုတောင်းသမီးတို့တင်မယ့်အခန်းကတော့အခန်း3မြို့ပွားခြင်းကသင်ခန်းစာနှစ်တရဝါများရဲ့မြို့ပွားခြင်းနဲ့ဘဝဆောင်ရွက်အကြောင်းပဲဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်တတဝါများရဲ့မျိုးပွားခြင်းနဲ့ဘဝဆောင်မှာဆိုရင်တော့တချို့တော့လိမ္မက်မျိုးပွားခြင်းလေးရှိတယ်အဲ့တော့လိမ္မက်မျိုးပွားခြင်းကိုတော့တချို့တော့ကြောရွမဲ့တတဝါနဲ့အစင့်နှိတ်ကြောရွရှိတတဝါအချို့မှာတွေ့ရှိရတယ်အဲ့တော့လိမ္မက်မျိုးပွားခြင်းမှာဆိုလို့ရှိရင်တော့ဖခင်နဲ့မိခင်တို့ရဲ့မျိုးပွားတချို့တော့ဆဲဂမိတွေဟာပိုးပေါင်းခြင်းမရှိဘဲနဲ့မိုက်တိုးစစ်ကွဲပွားခြင်းတခုတည်းသာပါဝင်တယ်အဲ့တော့ မိခင်ရဲ့မူလဆဲတစ်မျိုးတည်းမှသာဆဲအသစ်များ ပွားများလာပြီးတော့မှ မျိုးဗီဇအရတော်၎င်းရုပ်သွင် အရတော်၎င်းကွဲပြားခြင်း မရှိဘူးအဲ့ဒါကိုတကယ်တော့လိမ်မက်မျိုးပွားခြင်းလို့ခေါ်တယ်အဲ့တော့လိမ်မက်မျိုးပွားခြင်းနီးလန်းနေရတော့တစ်အဖိုးထွက်ခြင်းနှစ်နှစ်ပိုင်းတိမ်ပြက်ခြင်းဒါမှမဟုတ်လို့ရှိရင်ဇုံကွဲပွားခြင်းသုံးကအပိုင်းပိုင်းပြက်ထွက်ခြင်းနဲ့လေးကတော့တကယ်တော့မေဒုံမက်မျိုးပွားခြင်းလို့ပဲ ပါဝင်တယ်။ကဲဒါဆိုရင်တကယ်လို့အဖူးထွက်ခြင်းအဲ့တော့အဖူးထွက်ခြင်းမှာဆိုလို့ရှိရင်တော့ကြောယုံမဲ့တံဝါများတွင်သာတကယ်လို့တွေးရှိရပြီးတော့မှမိခင်အကောင်မှ ပထမဦးစွာ အဖူးထွက်လာကအစင်စင်ကြီးထွားလာပြီးအတက်တခုပေါ်ထွက်လာတယ်။အဲ့တော့ထိုအတက်ဟာဆိုလို့ရှိရင်တော့မူရင်းမိခင်ပုံစံအတိုင်းဖြစ်ကတီးကြတော့တကယ်လို့ပြက်ထွက်ပြီးတော့မှ အကောင်တစ်တကောင်ဖြစ်လာတယ် ဥပမာအနေနဲ့ဆိုရင်ဟိုက်ဒရာရေမြုပ်ကောင်များပဲဖြစ်တယ်။ကဲနောက်တစ်ခုကတော့ဇုံကွဲပွားခြင်း။သူကတော့မိခင်ကိုယ်တွေကနေပြီးတော့မှနှစ်ပိုင်းပြတ်ပြီးတော့မှမိခင်နဲ့ပုံစံတူတတော်အသိနှစ်ကောင်အဖြစ်ကွဲပွားခြင်းပဲဖြစ်တယ်။အဲ့တော့ကွဲပွားလာတဲ့သားသမီးဆဲနှစ်ခု၌မိခင်ဆဲနဲ့ထတ်တူထတ်မြတူတဲ့မျိုးပီစာကိုတည်ဆောင်ထားတဲ့ ရိုမိုဆုံးအရေးတွဲရှိတယ်ဥပမာအနေနဲ့ဆိုရင်တော့အမီးပါကဲနောက်တစ်ခုကတော့အပိုင်းပိုင်းပြတ်ထွက်ခြင်းအဲ့တော့အပိုင်းပိုင်းပြတ်ထွက်ခြင်းဖြစ်စင်ပါဆိုလို့ရှိရင်တော့တက်ရှိတကောင်ရဲ့ခန္ဓာကိုယ်ဟာအပိုင်းပိုင်းမှတော့နော်အပိုင်းပိုင်းပြတ်ထွက်ပြီးတော့မှအဲ့ဒီအပိုင်းတစ်ခုစီကနေပြီးတော့မှတက်ကြီးကောင်အဖြစ်နဲ့ဖွင့်ပြိုးလာတယ်အဲ့တော့ထိုတက်ကြီးကောင်နေရာဆိုရင်မိပါနဲ့ထတ်တူထမြတူညီကြတယ်ဥပမာအနေနဲ့ဆိုရင်နော်ပလနေရီယာအကောင်ပဲဖြစ်တယ် နောက်တစ်ခုကတော့မေဒုံမဲမျိုးပွားခြင်းသူကတော့အမဂမိတစ်မျိုးတည်းမှတရဝါတကောင်အဖြစ်ဖွင့်ပြလာတာပဲဖြစ်တယ်အဲ့ဒီဖြစ်စဉ်မှာဆိုရင် အမဂမိဟာအဖိုးဂမိနဲ့ပေါင်းဆက်ခြင်းသူကမရှိဘဲနဲ့ဥပမာ အချို့သောနေကြကောင်ဗျာပြီးရင်ရင်မွားကောင်သူတို့လေးတွေကတော့မေဒုံမဲမျိုးပွားခြင်းပဲဖြစ်တယ်နော်ကဲဒါဆိုလို့ရှိရင်တော့ဒီချက်နဲ့တူတူလုပ်ငန်းတစ်ကလေးကိုဆက်ပြီးတော့ကြည့်ရအောင် လုပ်ငန်းတွေကတော့တောင်းသမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတယ်။စာမျက်နှာ30ခွန်မှာပုံ330ပေါ့နော်3တက်တုံများကနော်တကယ်လို့တရဝါများဆိုတဲ့ပုံလေးကိုကြည့်ပေးပါ။အဲဒီမှာကာကြီးခါခွေကားငယ်ကားကြီးဟုတ်ပြီနော်။ဒီကျေတို့ပုံလေး၄ပုံပေးထားတယ်။အဲဒီမှာမှပေးထားတဲ့ပုံ330မှာရှိတဲ့တရဝါများအနက်လိမ်မဲ့မျိုးပွားခြင်းပြုလုပ်တဲ့တရဝါကိုရွေးပါတဲ့။အဲ့ဒီ၄ပုံမှာဘယ်သူကလိမ်မဲ့မျိုးပွားခြင်းဖြစ်မလဲ။ ဟုတ်တယ်ပုံကငယ်ရပုံလေးအဲ့ပုံလေးကတော့အမီးပါပုံလေးပဲဖြစ်တယ်ဟုတ်ပြီနော်သူကလိမ်မဲ့မျိုးပွားတယ်လူခမင်းရဲ့စာစင်မဲ့ယေးကဲဒါဆိုရင်ဒီကျတော့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့ကြည့်အောင်လုပ်ငန်းနှစ်ကလေးကတော့တားရုပ်သမီးတို့ရဲ့ចောင်းသုံးဖက်စာအုပ်မှာပါတယ်စာမျက်နှာ30ခွန်က ပုံ3331ပေါ့နော်သူတို့ကြောရုံမဲ့တတဝါများဆိုတဲ့ပုံလေးကိုကြည့်ပေးပါကဲဟုတ်ပြီဒါဆိုရင်လုပ်ငန်းနှစ်ပေးထားတဲ့လိမ်မဲ့မျိုးပွားခြင်းနီလန်များကိုပုံ3331မှာဖြည့်ဆွက်ပေးပါတဲ့ဇုံကွဲပွားခြင်းမေထုံမဲ့မျိုးပွားခြင်းပြီး အပိုင်းပိုင်းပြတ်ထွက်ခြင်းပြီးဖူးထွက်ခြင်းကဲဒါဆိုရင်တကယ်လို့ကြည့်အောင် ကဲတစ်ချက်ပုံလေးလေးပုံပေးထားတယ်အဲ့ဒီမှာတာလို့သမီးတို့ကတစ်ချက်ကိုဖြည့်ပေးပါအောင်နော်ကဲပထမဆုံးပုံလေးကတော့ပါရာမီစီယံပုံလေးသူကဘယ်လိုမျိုးလိမ့်မဲ့မျိုးပွားခြင်းနည်းလမ်းဖြစ်မလဲဟုတ်တာပေါ့ဇုံတစ်ချက်တော့ကွဲပွားခြင်းပဲဖြစ်တယ်ကဲနောက်ထပ်တစ်ပုံလေးကပလန်နေရီယာအကောင်လေးသူကရောဟုတ်တယ်သူကတော့အပိုင်းပိုင်းပြတ်ထွက်ခြင်းနည်းနဲ့သူကဘာဖြစ်လဲမျိုးပွားတယ်နောက်တစ်ပုံကတော့ဟိုက်ဒရာဟုတ်ပြီဟိုက်ဒရာလေးကတော့တစ်ချက်တော့ ဖူးထွက်ခြင်းပဲဖြစ်တယ်။ကဲနောက်တစ်ပုံကပြပြဆိုတဲ့အကောင်လေးဒုက္ခရောမေတုံမဲ့မြို့ပွားခြင်းပဲဖြစ်တယ်။ကဲဒါဆိုရင်ဒီချက်နဲ့တူတူဖြစ်ဆွဲပြီးပြီဆိုတော့ဒီချက်နဲ့တူတူအဓိကချက်ကလေးကိုကြည့်အောင်။အဲ့တော့အဓိကချက်များအဲ့တော့လိန်မဲ့မြို့ပွားခြင်းမှာဆိုလို့ရှိရင်တော့မူလဆဲမတရဝအစ်စ်များပွားများလာခြင်းပဲဖြစ်တယ်။ကဲနော်အဲ့တော့လိန်မဲ့မြို့ပွားခြင်းနီလန်း၄မျိုးရှိတယ်။ဒါတွေကတော့အဖူးထွက်ခြင်း ဇုံကွဲပွားခြင်းသို့မဟုတ်နှစ်ပိုင်းတင်ပြခြင်းပြီးရင်အပိုင်းပိုင်းပြတ်ထွက်ခြင်းနဲ့မေဒုံမဲ့နော်တချို့မေဒုံမဲ့မျိုးပွားခြင်းတို့ပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချက်ကိုလင်ရှိမျိုးပွားခြင်းလေးကိုဆက်ပြီးကြည့်အောင်အဲ့တော့လင်ရှိမျိုးပွားခြင်းအဲ့တော့တတဝါအများစုမှာတွေ့ရတယ်เนาะမျိုးပွားဆဲနှစ်မျိုးဖြစ်တဲ့ ဖခင်ဆိုတဲ့ဖို့ဂမိနဲ့မိခင်ဆိုတဲ့မဂမိတို့ပေါင်းဆက်ပြီးတော့မှထိုမျိုးပွားဆဲတွေမှာမိဘကဲ့သို့เนาะတချို့မိဘကဲ့သို့သောမျိုးပီစာလက္ခဏာတွေပါရှိတယ်အဲ့တော့ထိုဂမိနှစ်ခု ပေါင်းဆက်ပြီးတော့မှတတိအောင်ဥဖြစ်ပေါ်လာခြင်းကိုတချို့ကတတိအောင်ခြင်းလို့ခေါ်တယ်အဲ့တော့မိဘနှစ်ဦးရဲ့မျိုးပီစာပေါင်းဆက်ထားတဲ့သားသမီးတွေဖြစ်လာတယ်ထို့ကြောင့်အသွေးကွဲပြားမှုတွေဖြစ်ပေါ်လာတယ် ကဲအဲ့တော့တူညီတဲ့မျိုးစိတ်တစ်ခုရဲ့ဖိုဂမိနဲ့မဂမိနှစ်မျိုးပေါင်းဆက်၍တည်အောင်ပြီးတော့မှ မျိုးတူတက်ရှိများ ဖြစ်ပေါ်လာတယ်အဲ့တော့လိန်ရှိမျိုးပွားခြင်းဖြစ်စဉ်ပေါ်မူတည်၍တတဝါတွေကိုတချို့တို့အောက်ပါအတိုင်းအုပ်စုသုံးစုခွဲခြားနိုင်တယ်တဥဥချတော့တတဝါသူကတော့ဥပမာဆိုရင်ဖာငါနံပါတ်1ကလေးကတော့ဥတွင်သားရှင်မွေးတတဝါ သူတို့ကတော့ဥပမာဆိုရင်တော့အချို့မွေဘဲတူဖြန်တူအချို့ငားများပြီးပရွက်စားကနော်နော်ပရွက်စိတ်ကိုစားတဲ့အကောင်လေးတွေနံပါတ်3နံပါတ်3ကကျတော့တားရှင်မွေးတရဝသူတို့ကတော့ဥပမာနဲ့ဆိုရင်လူမြောက်စင်မြင်းကြားဒါတွေပဲဖြစ်တယ်နော်ကဲဒါဆိုရင်ဒီချိန်နဲ့တူတူလုပ်ငန်းတစ်ကလေးကိုဆက်ပြီးတော့ကြည့်အောင်အဲ့တော့လုပ်ငန်းတစ်ကတော့တာအောင်သမီးတို့ရဲ့ចောင်းသုံးဖက်စာအုံးမှာပါတယ်စာမျက်နှာ38ရဲ့ ပုံသုံးတစ်နှစ်ကတချို့လိန်ရှိမျိုးပွားတဲ့တရားများဆိုတဲ့ပုံလေးကိုပေးထားတယ်။ခဲအဲ့တော့လုပ်ငန်း၁၀ပုံသုံးတစ်နှစ်မှာဆိုလို့ရှိရင်တော့ပေးထားတဲ့ပုံများဟာမြည်သည့်မျိုးပွားခြင်းပုံစံရှိကြသနည်းတဲ့။ခဲတော့သူမျိုးစဉ်းစားကြည့်ပါဦးဘလို့ပုံစံလေးတွေရှိကြလဲ။ဟုတ်တယ်။အဲ့တော့ချက်ကလေးနော်ပထမဆုံးပုံကချက်ကလေးချက်ကလေးကရောဘလို့ပုံစံနဲ့ခဲတို့မျိုးပွားမလဲ။ဟုတ်တယ်။ဥဥချတဲ့တရားပဲဖြစ်တယ်။ ကဲနောက်တစ်ပုံကကျတော့ဘဲတူဖြန်တူလို့ခေါ်တယ်။နော်သူကဘဲလို့လို့ဖြန်လို့လို့မဟုတ်လို့သူကဘဲတူဖြန်တူ။သူကရောဟုတ်တယ်သူကရောဥတွင်းသားရှင်မွေးတတဝါလေးပဲဖြစ်တယ်။နောက်တစ်ခုကမွေးမွေးကရောဟုတ်တယ်မွေးကလည်းဥတွင်းသားရှင်မွေးတတဝါပဲဖြစ်တယ်။ကဲနောက်တစ်ပုံနောက်တစ်ပုံကဆင်ဆင်ကရောဟုတ်တယ်ဆင်ကတော့သားရှင်မွေးတတဝါဒီဘက်ကသားပိုက်ကောင်းလေးရော ဟုတ်တယ်။တားရှင်မွေးတရဝါပဲဖြစ်တယ်။ကဲဒါဆိုရင်ဒီကျတို့တရေအောင်ချင်းကိုဆက်ပြီးကြည့်မယ်နော်။ကဲအဲ့တော့တရေအောင်ချင်းအဲ့တော့တရေအောင်ချင်းမှာဆိုလို့ရှိရင်တော့အတွင်းတရေအောင်ချင်းနဲ့ပြင်ပတရေအောင်ချင်းဆိုပြီးတော့နှစ်မျိုးရှိတယ်။အဲ့တော့အတွင်းတရေအောင်ချင်းမှာဆိုရင်တော့မိခင်ရဲ့ခန္ဓာကိုယ်အတွင်းမှာပဲဖြစ်ပေါ်တယ်။ဥတဲ့အချို့တရဝါတွေဟာဆိုရင်တဲ့ခန္ဓာကိုယ်အတွင်း၌ဥနဲ့တုတ်ကောင်တွေပေါင်းဆက်ပြီးမှပြင်ပသို့ဥချခြင်းဖြစ်တယ်။ ။ဥတော်လဲအတွင်းတရောင်ချင်း အမျိုးအစားမှာပါဝင်တယ်။ဥပမာနဲ့ဆိုရင်အင်းဆက်တွေငှက်တွေတွားတွားတရွားတွေ။နော်ပြင်ပတရောင်ချင်းဆိုတာကတော့မိခင်ရဲ့ခန္ဓာကိုယ်ပြင်ပမှာဖြစ်ပြီးတော့မှ ပြင်ပတို့ရောက်သွားတယ်။နော်အမရဲ့ဥပေါ်တို့အထီးရဲ့တုတ်ကောင်တွေကြာရောက်ပေါင်းဆက်ခြင်းပဲဖြစ်တယ်။ဥပမာငါအများစုဖအချို့ပဲဖြစ်တယ်။ ကဲဒါဆိုရင်ဒီချင်းတဲ့တူတူလုပ်ငန်းတစ်ကလေးကိုဆက်ပြီးကြည့်အောင်เนาะတအားသမီးတို့ရဲ့ចောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ39ရဲ့ပုံ33ရဲ့เนาะဒီချေတို့တရင်အောင်ချင်းအမျိုးမျိုးဆိုတဲ့ပုံလေးကိုကြည့်ပေးပါကဲအဲ့တော့ဒီချေတို့လုပ်ငန်းနှစ်ပုံ33မှာပေးထားတဲ့တရဝါဒီမှာဆိုရင်မြေတိတရင်အောင်ချင်းနီးလန်းတဲ့မျိုးပွားကြတယ်လေကဲဒီဘက်မှာငါးပုံလေးခရူးပုံလေးပြီးသွားရင်ပင်ကွင်းပုံလေးပေးထားတယ်ကဲကြည့်ပါဘလို့တရင်အောင်ချင်းနေဖြစ်မလဲ ုတ်တယ်ငါကတော့ပြင်ပတရေအောင်ခြင်းလေးပဲဖြစ်တယ်ဟုတ်ပြီခရုကလေးကတော့သူကတော့အတွင်းတရေအောင်ခြင်းပဲဖြစ်တယ်ဒီမှာကပင်ကွင်းလေးကလည်းအတွင်းတရေအောင်ခြင်းပဲဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဒီချေတို့ပေးထားတဲ့သတော်ဝါတွေရဲ့တရေအောင်ခြင်းအမျိုးအစားတွေကိုဖော်ပြပေးပါတဲ့ကဲကြည့်ပါဦးဒါတောင်သမီးတို့မှတ်စုလေးထဲမှာကိုယ်တိုင်နော်ရေးပြီးတော့မှမှတ်ထားပေးပါကဲတော့ဒီချေတို့လက်ပြမိချောင်းမြောက်လက်ကျွတ်လို့ပေးထားတယ် ကဲသူကဘလို့တရားောင်ချင်းနေဖြစ်မလဲလိပ်ပြကဲဒါဆိုရင်ဒီချိန်နဲ့တူတူအဖြေလေးပြောကြည့်အောင်ဟုတ်ပြီလိပ်ပြလေးရတော့ဒီချိန်တို့ပြင်ပတရားောင်ချင်းဖြစ်မယ်မိချောင်းဟုတ်တယ်အတွင်းတရားောင်ချင်းမြဟုတ်တယ်အတွင်းတရားောင်ချင်းပဲလိတ်ကောဟုတ်တယ်လိတ်လည်းအတွင်းတရားောင်ချင်းပဲကျွတ်ဟုတ်တယ်သူလည်းအတွင်းတရေအောင်ချင်းပဲဖြစ်တယ်နော်ကဲဒါဆိုရင်ဒီချင်းနဲ့တူတူအဓိကချက်ကလေးကိုကြည့်အောင်အဲ့တော့အဓိကချက်များအဲ့တော့မျိုးပွားခြင်းဆိုတာဟာ ဖိုဂမိနဲ့မဂမိတို့ပေါင်းဆက်ပြီးတော့မှတည်အောင်ဥဖြစ်ပေါ်လာပြီးနောက်မိဘနဲ့မျိုးတူเนาะတချို့လိုမျိုးစိတ်တူသားသမီးများ ပေါက်ဖွားလာခြင်းပဲဖြစ်တယ်အဲ့တော့တည်အောင်ချင်းမှာဆိုလို့ရှိရင်เนาะအတွင်းနဲ့ပြင်ပတည်အောင်ချင်းဆိုပြီးတော့မှနှစ်မျိုးရှိတယ်အဲ့တော့မျိုးပွားချင်းဖြစ်စဉ်ပေါ်မှာမူတည်ပြီးတော့မှခွဲခြားထားတဲ့တတော်အုပ်စု၃ခုကတော့၁ဦးချသောတတော်၂ဦးတွင်သားရှင်မွေးတတော် ုံးဝသားရှင်မွေးတရဝါတွေပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချိန်နဲ့တူဆက်ပြီးတော့ကြည်အောင်နော်အဲ့တော့တတော်ဝါများရဲ့ဘဝဆောင်အဲ့တော့တတော်ဝါတွေရဲ့ဘဝဆောင်နေရတဲ့အမျိုးအစားကိုလိုက်ပြီးတော့မှအစင်စင်ကွဲပြားခြားနာကြတယ်ဘဝဆောင်မှာဆိုလို့ရှိရင်နော်မွေးဖွားခြင်း ကြီးထွားခြင်း ရုပ်တွင်ပြောင်းလဲမှုအဆင့်ဆင့်ဖြစ်ပေါ်ခြင်းမျိုးဆက်ပြောင်းပွားခြင်းနဲ့သေဆုံးခြင်းတို့ပါဝင်တယ်။အဲ့တော့အချို့မှာဆိုရင်တော့ဥပြီးတော့မှအကောင်ပေါက်တကယ်သူအချို့မှာတော့အကောင်လိုက်မွေးဖွားလာကြတယ်။အချို့မှာတော့ဘဝဆောင်အချိန်ကာလဥမာတကြီးကောင်အဖြစ်နော်ရှေတို့ဖြစ်တည်အထိကြာခြင်းတိုးတောင်းပြီးတော့အချို့ကတော့ရှေကြာကြတယ်တဲ့။ကဲဒါဆိုရင်တကယ်လို့အရင်ဆုံးကြည့်မယ်ကြောရုံးမဲ့တရဝါရရဲ့ဘဝဆောင် တော့ကျောယုတ်မဲ့တရဝရရဲ့ဘဝဆံဝမှာဆိုလို့ရှိရင်เนาะကျောယုတ်မဲ့တရဝရရဲ့ဘဝဆံဝအများအားဖြင့်အဆင့်300ရနေပြီးတော့မှ အချို့ကတော့၄ဆင့်ရှိပြီးတော့ပြင်ပရုပ်သွင်းပြောင်းလဲခြင်းတွေရှိတယ်။ကဲဒါဆိုရင်ကြည့်ပါဦးအဲ့တော့ဘဝဆံဝ300ဆင့်ရှိတဲ့အကောင်လေးတွေကတော့တချို့တို့ပိုဟန်ဗစင်းနှံကောင်ပင့်ကူဟုတ်ပြီဘဝဆံဝ၄ဆင့်ရှိတဲ့အကောင်လေးတွေကတော့လက်ပြရင်ကောင်ချင်းဖလန်းခွန်မာပိုးလိုပဲဖြစ်တယ် အဲ့ဒီမှာမှဒီချိန်ကလိပ်ပြာတကောင်ရဲ့ဘဝဆောင်အဆင့်ဆင့်ကိုတာဝန်သမီးတို့ရှင်းပြပေးပါမယ်အဲ့တော့လိပ်ပြာတကောင်ရဲ့ဘဝဆောင်အဆင့်ဆင့်မှာဆိုရင်တော့အင်းဆက်အုပ်စုဝင် ဖြစ်ပြီးတော့ဘဝဆောင်ဝင်သူကအဆင့်၄ဆင့်ရှိတယ်အဲ့တော့တက်ကြီးလိပ်ပြာတကောင်ဟာတဲ့သိရွယ်ရဲ့မျက်နှာပြင်မှာသိငယ်တဲ့ဥလေးတွေကိုသူကဥချပေးတယ်အဲ့မှာမှတတိအောင်ပြီးတော့မှဥအသီးသီးမှဖြစ်ပေါ်လာတဲ့သားလောင်းတွေကိုတကယ်လို့ဘောက်ဖန်းလို့ခေါ်တယ်အဲ့တော့ ရေတော့တချေတို့ကပေါက်ဖက်ဒီမဲ့ဖက်တော့ပေါက်ဖက်ဟုတ်ပြီနော်အဲ့တော့တချေကပေါက်ဖက်ရဲ့ကိုယ်တွေကြီးလာပြီးတော့မာတဲ့တိတ်ရွက်တွေကသာ စားတုံးကပိုးတုံးလုံးအဆင့်ကိုသူကရောက်ရှိလာတယ်အဲ့တော့ပေါက်ဖက်အဆင့်မှာဆိုလို့ရှိရင်တော့အရေကုန်လဲပြီးတော့မှသူကနော်အရေကုန်လဲခြင်းဖြစ်ပြီးရဲ့နောက်မှာတော့တိတ်ရွက်တွေကိုသူကစားတုံးခြင်းကိုရက်တံလိုက်တယ်ရက်တံသွားတယ်ပေါ့နော်အဲ့ဒီအဆင့်ကနေမှရွေလျားခြင်းနဲ့ အစားအစာစားသုံးခြင်းတွေကိုသူကဘာဖြစ်လဲရနာပြီးတော့မှပိုးအိမ်အတွင်းတိုင်းပြောင်းလဲမှုအဆင့်များစွာပြုလုပ်ပြီးရတာမှာတက်ကြီးကောင်အဖြစ်တို့ပြောင်းလဲဖွင့်ပြိုးလာတယ်အဲ့တော့လက်ပြာတကောင်ရဲ့ဘဝစုံကာလဟာဆိုလို့ရှိရင်တော့ဥမတက်ကြီးကောင်ဖြစ်သည့်အထိ6ပတ်ကနေပြီးတော့မှ10ပတ်ကြာမြင့်ပါတယ်ကွယ် ကဲဒါဆိုရင်ဒီချက်နဲ့တူတူလုပ်ငန်းတက်ကလေးကိုဆက်ပြီးကြည့်အောင်နော်အဲ့တော့လုပ်ငန်းတက်ကလေးကတော့ကျောင်းသုံးဖက်ဆောင်ဒါတော့သမီးတို့ကျောင်းသုံးဖက်ဆောင်မှာပါတဲ့စာမျက်နှာ40မှာရှိတဲ့ပုံ34ရဲ့နော်တလေးရဲ့လက်ပြရဲ့ဘဝစုံဆိုတဲ့ပုံလေးကိုကြည့်ပေးပါလုပ်ငန်းတက်ကလေးကိုဆက်ပြီးကြည့်အောင်နော်အဲ့တော့လုပ်ငန်း1 ုံ314မှာလက်ပြရင်ဘဝဆောင်အစဉ်စဉ်ကိုတဲ့အစဉ်လိုက်ဖော်ပြပါကဲကြည့်ပါဦးဂါကြီးခါခွေးဂငယ်ဂါကြီးဆိုပြီးတော့သူကပုံလေးတွေကိုပေးထားတယ်အဲ့တော့တချို့တို့ကအစဉ်ကလေးတွေသွားကြည့်အောင်ကဲဟုတ်ပြီပထမအစဉ်အနေနဲ့ဆိုရင်တော့တချို့တို့ဂါကြီးပုံပေါ့အဲ့တော့ဂါကြီးပုံဦးလေးဟာတက်ဟုတ်ပြီနောက်တစ်ခုရှာပါအောင်အစဉ်နှစ်ကိုရှာပါအောင် ဟုတ်တယ်အစဉ်နှစ်ကတော့ဂါကြီးဆိုလေဘောက်ဖက်ကအစဉ်နှစ် အဆင့်3လေးရပါဖြစ်မလဲဟုတ်တာပေါ့ခါခွေးဆိုတဲ့ပိုတုံလုံးလေးရအဆင့်3ကားငယ်ဆိုတဲ့ဒီလိုလိပ်ပြာလေးကတော့နောက်ဆုံးအဆင့်နေနဲ့အဆင့်၄ပေါ့เนาะအဲ့တော့လိပ်ပြာရဲ့ဘဝဆောင်ကအဆင့်၄ဆင့်ဖြစ်တယ်เนาะလုခမင်းရဲ့စာစမ်းပဲကဲဒါဆိုရင်ဒီလိုလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးကြည့်အောင်အဲ့တော့လုပ်ငန်းနှစ်ကလေးမှာတော့မေးခွန်းလေးကိုတဲ့ဆွေးနွေးဖြစ်ဆိုပါအဲ့တော့ ်ဗောက်ဖတ်တရားတဲ့သိရွက်တွေကို စားသုံးပြီးတော့မှမြည်တို့ဗောနော်မြည်တီတို့ဖြစ်ပေါ်လာတဲ့နည်းတဲ့အဲဘာဖြစ်ပေါ်လာမလဲဗောက်ဖတ်လေးတွေကတချို့တို့သိရွက်ကလေးတွေစားသုံးပြီးတဲ့ရှာမှာဟုတ်တာဗောတချို့တို့ပိုးတုံးလုံးလေးဖြစ်လာတယ်နော်ကဲအဲ့တော့တရေအောင်ပြီးတဲ့ဥမတက်ကြီးကောင်အဆင့်ထစ်ဖြစ်ပေါ်လာပုံကိုရှင်းပြပေးပါဆိုတော့တီချယ်သားတို့တမီးတို့ကိုကိုနေရတော့က ဟုတ်ပါတော့လေးပြရဲ့ဘဝဆောင်အဆင့်ဆင့်ကိုဒီချေကဥအားနဲ့တကြီးကောင်အဆင့်တွေဖြစ်ပေါ်လာဖို့ကိုရှင်းပြပေးသလိုပဲတာဝတ်သမီးတို့ကလည်းပြန်ပြီးတော့ရှင်းပြပြီးတော့တာဝတ်သမီးတို့ရဲ့မှတ်စုစာအုပ်လေးထဲမှာလည်းရေးမှတ်ထားပြီးတော့ပေါ့နော်ရှင်းပြနိုင်ပါတယ်ကွယ်ကဲဒါဆိုရင်ဒီချေနဲ့အတူတူအဓိကအချက်ကလေးကိုကြည့်အောင်အဲ့တော့အဓိကအချက်များအဲ့တော့သရဝါတွေရဲ့နော်ဒီချေတို့သရဝါအသီးသီးရဲ့ဘဝဆောင်ဝင်မှာဆိုရင်တော့မွေးဖွားခြင်းကြီးထွားခြင်းရုပ်သွင်းပြောင်းလဲမှုအဆင့်ဆင့်ဖြစ်ပေါ်ခြင်း မျိုးဆက်ပြန်ပွားပေးခြင်းနဲ့သေဆုံးခြင်းတို့ပါဝင်တယ်။အဲဒီမှာမှကြောရုံမဲ့တရဝါရီရဲ့ဘဝဆောင်မှာဆိုရင် အချို့က3ဆင့်ရှိပြီးတော့မှအချို့က4ဆင့်ရှိကြတယ်။ကဲဒါကတော့ဒီချိန်ကကြောရုံမဲ့တရဝါရီရဲ့ဘဝဆောင်ကိုဒီချိန်ကရှင်းပြပေးတာနော်။ကဲနောက်ထပ်ကြောရုံရှိတရဝါရီရဲ့ဘဝဆောင်လေးကိုဆက်ပြီးတော့ဒီချိန်နဲ့တူတူကြည့်အောင်။အဲ့တော့ကျောရိုးရှိတရဝါဒီမှာဆိုလို့ရှိရင်တော့ဘဝဆောင်ကအစင့်စင့်အမျိုးမျိုးရှိကြတယ်အဲ့တော့တီချေကတာတော်သမီးတို့ကိုမှပုံကလေးပြပေးထားတယ်နော် เนาะကျော်ယိုရှိတတော်ရဲ့ဘွားဆောင်ရဲ့ပုံလေးကိုကြည့်ပေးပါဟုတ်ပြီเนาะအဲ့ဒီမှာမှတကယ်တော့ငါငါကတော့နှစ်ဆင်းသုံးဆင်းဥပမာအနေနဲ့ဆိုရင်တော့ငမန်းအချို့ငမန်းနေပြီးရင်ငချင်းဟုတ်ပြီကုန်းနေရင်နေတတော်မှာတော့သုံးဆင်းရှိတယ်သူတို့ကတော့ဥပမာအနေနဲ့ဆိုရင်တော့ဖားနောက်တစ်ခုကတော့တွားတွားတတော်အဲ့တော့တွားတွားတတော်တွေမှာဆိုလို့ရှိရင်တော့သုံးဆင်းရှိတယ်ဥပမာအနေနဲ့ဆိုရင်တော့မွေးငှက်လဲသုံးဆင်းပဲဥပမာကြက်ပြီး နိုးတိုက်တတော်အဲ့တော့ နိုးတိုက်တရဝါမှာတစ်ချေတော့ကဥတဲ့နိုးတိုက်တရဝါတွေမှာတော့၃ဆင့်ဥပမာနဲ့ဆိုရင်တော့ဘဲတူဖြန့်တူပြီးရင်နောက်တော့က one byte မှာအိတ်ပါပြီးတော့မှသားငယ်ကိုတဲဆောင်ထားတယ်။နောက်တစ်ချေတော့အကောင်လေးဥမာနေဆိုရင်တော့သား byte ကောင်။နောက်တော့ကတော့အကောင်လိုက်မွေးတဲ့နိုးတိုက်တရဝါတော့2ဆင့်ပဲရှိရဲ့ဥမာစင်တို့ခွေးတို့ကြောင်တို့ပေါ့။အဲ့ဒီမမတစ်ချေကကြောင်ရဲ့ဘဝဆောင်ဝန်အဆင့်ဆင့်လေးကိုတောက်သမီးတို့ကိုပြောပြပေးပါမယ်။အဲ့တော့ကြောင်ရဲ့ဘဝဆောင်ဝန်မှာဆိုရင်တော့ တက်ငယ်ကောင်အဆင့်နဲ့တက်ကြီးကောင်အဆင့်ဆိုပြောပိုင်းအဆင့်နှစ်ဆင့်ရှိတယ်။အဲ့တော့တက်ငယ်ကောင်အဆင့်ကတော့တချို့လို့မွေးကင်းစ6လအရွယ်ထိဖြစ်ပြီးတော့မှထိုအချိန်ဟာပဝင်းကျင်ကိုသိရှိနားလည်ဖို့တော့သူကလိလာတင်ကြားနေတဲ့အချိန်ပေါ့။အဲ့တော့ပဝင်းကျင်ရဲ့ဒဏ်ကိုခံနိုင်ရရှိရန်သူကစီလျော်အောင်ပြုမူနေထိုင်လာကြတယ်။ထိုအရွယ်မှာဆိုရင်တော့ကြောင်တွေဟာပျော်ရွှင်တက်ကြွပြီးတော့မှ လှုပ်ရှားကစားမှုတွေကိုလည်းသူကပြုတ်လုံလာကြတယ်။အဲ့ချိန်ကတော့တချို့တွေကជីထွားရံအတွက်ကိုဟော်မုန်းစစ်ထုတ်ပေးတဲ့အတွက်ကြောင့်အဲ့ဒီအချိန်ကတော့သူကတော့ပုံများတယ်။နှစ်ကတော့တချို့တို့တက်ကြီးကောင်ဝင်ခြင်းအဆင့်သူကတော့တချို့တို့က6လကနေမှ12လအတွင်းဖြစ်ပြီးတော့မှအရွယ်ရောက်တဲ့အကောင်ကြီးအဆင့်ဖြစ်လာပြီးတော့မျိုးပွားလာနိုင်တယ်။ယောဂါကတော့ယောဂါထံကိုလည်းသူကခံနေရရှိပြီးတော့ခုံပေါက်ပြေးလွှားခြင်းနဲ့ တက်ချွမှုသူကပုံများလာတယ်။အဲဒီမှာမှတက်ကြီးကောင်အစ်မမနော်အရွယ်ရောက်တဲ့အားပေါ့အရွယ်ရောက်တဲ့အဆင့်ကတော့သူကတစ်နှစ်ကနေပြီးတော့ရှစ်နှစ်ကြာဖြစ်ပြီးတော့မှတွက်ချမှုတွေသူကဘာပဲလဲယော့နေလာတယ်။ကိုယ်အလေးချိန်တိုးလာတော့နည်းနည်းလေးကောင်းကြီးလာတာပေါ့နော်။ အရွယ်ဦးအဲ့တော့အရွယ်ဦးဆိုတော့ဒီချေတို့လူတွေလိုပဲဖိုးကြီးတွေအဖွားကြီးတွေဖြစ်သွားတဲ့အရွယ်ပေါ့နော်အဲ့ဒီအရွယ်ဦးအဆင့်မှာဆိုရင်တော့ရှင်းနဲ့အထက်ဖြစ်ပြီးတော့မှသူတို့ရဲ့တကြွချင်းတွေကယွန်နေသွားတယ်အလေးချိန်တိုးရင်လည်းတိုးမယ်ဒါမှမဟုတ်လို့ရှိရင်လည်းယွန်နေသွားတာတွေလည်းဖြစ်လာကြပါတယ်ဒါကတော့ဒီချေကကြောင်လေးရဲ့ဘဝဆောင်ကိုเนาะနမူနာနဲ့တအားသမီးတို့ရှင်းပြပေးတာဖြစ်တယ် ကဲလုပ်ငန်းတက်ကလေးကတော့တာတော်သမီးတို့ရဲ့ចောင်းသုံးဖက်ဆောင်အောင်มาပါတယ်စာမျက်နှာ42ကပုံကလေးကိုကြည့်ပြီအဲ့တော့လုပ်ငန်းတက်မှာဆိုလို့ရှိရင်တော့ပေးထားတဲ့ပုံမှာចောင်းရဲ့ဘဝဆောင်အသက်အပိုင်းခြားရာကြီးထွားပေါ်ဆင်းဆင်းကိုဖြည့်ဆွတ်ပေးပါဆိုပြီးတော့သူကကွက်လက်ကလေးနဲ့ပေးထားပြီးတော့ចောင်းရဲ့ဘဝဆောင်ပုံလေးပေးထားတယ်ကဲကြည့်ပါဦးចောင်းသူသေးလေးသူကဟုတ်တယ်သူကတော့တက်ငယ်ကောင်လေးဖြစ်တယ်သူက6လလောက်ဦးလေးပေါ့เนาะအွယ်လေးချစ်ဖို့ရမ်းကောင်းတဲ့အွယ်လေးဟုတ်ပြီနှစ် နှစ်ကလေးကရောဟုတ်တယ်တငယ်ကောင်သူက6လကနေ12လဆိုတော့နည်းနည်းကလေးပေါ့နော်တချို့တော့လူနဲ့ဆိုတော့ကလေးပေါ့ကလေးပေါ့အဲနော်အဲ့လိုဖြစ်လာတယ်ပြီးတော့3သုံးကောင်အာသုံးကတက်ကြီးကောင်ဖြစ်သွားပြီ တနှစ်ကနေ၈နှစ်ကဲနံပါတ်၄လေးရအောင်ဟုတ်တယ်တက်ကြီးကောင်ကတော့၈နှစ်ထက်ဆိုတော့နည်းနည်းလေးအရွယ်အိုလေးဖြစ်သွားတဲ့အရွယ်လေးပေါ့နော်ကဲဟုတ်ပြီနော် ကဲဒါဆိုရင်ဒီချင်းတူတူလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးကြည့်ရအောင်အဲ့တော့အုပ်စုလိုက်ဆွေးနွေးဖြစ်ဆိုပါတဲ့အဲ့တော့ငါးတွေရဲ့ဘဝဆောင်ကအစ်စ်နီးမြရှိတယ်နေတဲ့ကဲငါးတွေအစ်စ်ဘယ်လောက်ရှိလဲဟုတ်တယ်ဗော20ဒါမှမဟုတ်လို့ရှိရင်3ဆင်းရှိတယ်ဟုတ်ပြီကုန်းနေရင်တဲ့တော်ဝါတွေမှာတဲ့မြည်သည့်အစ်စ်တွင်ရေမှကုန်းတို့ကူးပြောင်းနေထိုင်ကြတယ်နေအဲ့တော့ကုန်းနေရင်တဲ့တော်ဝါတွေကဘယ်အစ်စ်ဟာသူတို့ကရေကနေကုန်းကိုကူးပြောင်းနေထိုင်တယ် ကာကြီးကဥပေးထားတယ်ခါကွေးကသားလောင်းပေးထားတယ်ဂန်းငယ်ကတကြီးကောင်ပေးထားတယ်ဘယ်ကဖြစ်မလဲဟုတ်တာပေါ့ခါကွေးဆိုရင်သားလောင်းအွယ်လေးမှာပေါ့ကဲဟုတ်ပြီဒါဆိုရင်ဒီချင်းတဲ့တို့ထပ်ပြီးကြည့်အောင်အဲ့တော့ပေးထားတဲ့ကြောရုပ်ရှိတရဝါရဲ့ဘဝဆောင်မှာပါဝင်တဲ့အဆင့်တွေကိုပေါ်ပြပါဆိုပြီးတော့เนาะတကယ်လို့ပေးထားတဲ့ငါဖာမွေငှက်ကြောင်စင်ဘဲတူဖြန့်တူကဲဟုတ်ပြီဒါဆိုရင်ငါအောင်ဟုတ်တယ်ငါက နှစ်ဆင့်မမို့သုံးဆင့်ဖားကသုံးဆင့်မွေးရအောင်သုံးဆင့်ငန်းသုံးဆင့်ဟုတ်ပြီကြောင်းနှစ်ဆင့်ဆင်ရောနှစ်ဆင့်ဟုတ်ပြီဘဲတူဖြန်တူရအောင်ဟုတ်တယ်သုံးဆင့်ဖြစ်တယ်နော်ကဲဒါဆိုရင်ဒီချိန်နဲ့တူတူအဓိကချက်ကလေးကြည့်အောင်အဲ့တော့အဓိကချက်ကြောရွရှိတတဝါတွေရဲ့ဘဝဆောင်ဝန်ဆိုတာကတော့တဲ့နော်ဘဝဆောင်ဝန်အဆင့်ဟာတဲ့တတဝါအမျိုးအစားပေါ်မူတည်၍အဆင့်အမျိုးမျိုးရှိတယ် ကဲဒါဆိုရင်ဒီသင်္ကန်းစာကိုတောက်သမီးကိုသင်ယူပြီးတဲ့အခါမှာတဲ့အောက်ပါအချက်တွေကိုနားလည်တက်မြောက်သွားမှာပဲဖြစ်တယ်။ဘာလဲဆိုရင်တော့ပန်းပွင့်တပွင့်ရဲ့အစိပ်ပိုင်းများဝတ်မုံကူးခြင်းနဲ့တရံအောင်ခြင်းနီးလန်းတွေကိုတောက်သမီးကိုရှင်းပြတတ်မယ်။ပြီးကြောရိုးရှိနေကြောရိုးမဲ့တရဝါတွေရဲ့မျိုးပွားခြင်းဖြစ်စဉ်တွေကိုစူးစမ်းနှိုင်းရှင်တက်မယ်။ဒါတွေကိုတောက်သမီးတို့နော်တက်မြောက်သွားမှာပဲဖြစ်တယ်နော်။ကဲဒါဆိုရင်ဒီချက်တို့အခန်းသုံးကိုပြန်လည်သုံးသပ်ကြည့်အောင်။ကဲဟုတ်ပြီအခန်းသုံးကိုပြန်လည်သုံးသပ်ခြင်းမျိုးပွားခြင်းအဲ့တော့ မျိုးပွားခြင်းမှာမှာဒီချေလို့လိန်မဲ့မျိုးပွားခြင်းနဲ့လိန်ရှိမျိုးပွားခြင်းအော်လိန်မဲ့မျိုးပွားခြင်းမှာမှာအပင်နဲ့တရဝါဆိုပြီးရှိတယ်တရဝါတွေမှာဆိုရင်တော့အဖူးထွက်ခြင်းနှစ်ပိုင်းတိမ်ပြက်ခြင်းအပိုင်းပိုင်းပြက်ထွက်ခြင်းမေဒုံမဲ့မျိုးပွားခြင်းဟုတ်ပြီကဲနောက်ထပ်လိန်ရှိမျိုးပွားခြင်းမှာလည်းအဲ့လိုပဲအပင်နဲ့တရဝါရှိတယ်အပင်တွေမှာဆိုရင်တော့ပန်းပွင့်တဲ့အပင်တွေပြီးရင်ဝတ်ပုံကူးခြင်းဝတ်ပုံကူးခြင်းမှာတော့ဒီချေလို့ insect တရဝါရေလေအဲ့တော့အကူညီနဲ့ကူးတာပေါ့ပြီးရင်ပင်တီးဝတ်ပုံကူးခြင်း ပင်ချဝမုံကူခြင်းအဲ့ဒီကနေမှတတိအောင်မယ်ကဲဟုတ်ပြီတတဝါရီရဲ့နောက်တစ်ချက်တော့လင်းရှိမျိုးပွားခြင်းအောင်ဘာတွေဖြစ်မလဲဟုတ်တယ်အတွင်းတတိအောင်ခြင်းနဲ့အပြင်တတိအောင်ခြင်းအဲ့တော့အတွင်းတတိအောင်ခြင်းမှာတော့တချို့လို့ဥနဲ့အကောင်လိုက်မွေးဖွားခြင်းပြီးရင်အကောင်လိုက်မွေးဖွားခြင်းအပြင်တတိအောင်ခြင်းမှာဆိုရင်တော့ဥမပေါက်ဖွားခြင်းကဲဒါဆိုရင်တကယ်တို့တွေကနော်စတက်မာတန်းမှာလည်းတကယ်တို့အပင်ရဲ့လိမ်မဲ့မျိုးပွားခြင်းအကြောင်းတွေကိုတအားသမီးတို့သင်ကြားခဲ့ပြီးသားဖြစ်ပါတယ်နော် ကဲဒါဆိုရင်တချက်အခုပြောပြပေးလိုက်တဲ့သင်ခန်းစာလေးကတော့အခန်း3ရဲ့မျိုးပွားခြင်းကတချက်တို့သင်ခန်းစာနှစ်တရဝါများရဲ့မျိုးပွားခြင်းနဲ့ဘဝဆောင်ဝင်ရဲ့အခန်း3ကို ပြန်လဲနော်သုံးတန်ချင်းဆိုတဲ့အပိုင်းလေးကိုသားတို့သမီးတို့ကိုဒီချက်ကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ဒီချက်နဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်